ခင်ဗျားတို့ညီမတွေကညီမပြိုတကယ်မချစ်ကြပါဘူးပို့ကိုကျိုးစီပွားအတားတို့ညီမပြိုချစ်တယ်လို့လိန်နေကြတဲ့လူတွေတွေပုံများပါတယ်အဲ့ဒီတည်းမှာခင်ဗျားမပေါအောင်လေးကိုတိုက်တော့ပါတယ်ကျွန်တော်လည်းမပေါအောင်လေးကိုကြိုးစားပါမယ်နေ့စဉ်နေ့စဉ်ပေါ့အဲ့တော့ကျွန်တော်ဒီနေ့တရင်လေးစမယ်ဆိုတော့တင်ကောင်းစရာတရင်လေးစကြတာပေါ့ရိုက်တာဟိုဆွဲဆုံရလို့ပြောဆွဲဆုံရသူပညာရှင်လို့ပြောပြရစီဦးမောင်မောင်မြင့်နော်ထရမောင်မြင့်တော့ကိုလုံဆုံးမတော်ပြီအသက်ကတော့ကိုလုံဆုံးမချင်မှာ63နှစ်ရှိပြီဆိုတော့ကျွန်တော်တို့လည်းမပြောမှန်းတော့မသိဘူးပါဗျာဟိုလူတက်ကိုလုံဆုံးမတော်တော့လည်း ဆုံးမသွားတယ်ပေါ့ဒီလိုပဲကျွန်တော်ပြောလို့ရတာပေါ့သို့တော့ဒီဒီလိုကိုယ်လုံးဆုံးမသွားတဲ့လူရဲ့နေထောင်ကြည့်ပြီးတော့ကျွန်တော်စေမကောင်းတာပေါ့ဒါကိုကျွန်တော်ပြောချင်တာပါဆိုတော့ဥမ္မာမြင်တဲ့ပတ်သက်လို့ကျွန်တော်ကျွန်တော်ပြောပြပါတယ်သူသူ video file လေးကျွန်တော်ဖွင့်တော့မပြတော့ပါဘူးဟိုနောက်ဆုံးအသက်ငယ်နေပြီလို့နောက်ဆုံးချိန်ကိုရောက်နေပြီသူ့ရဲ့ဒါဒါဒါနောက်ဆုံးရက်ချိန်ကာလရောက်ပြီးတော့ဟိုလည်းပြောနေတော့သူဟိုသူအနေထောက်အခြေခံနဲ့တိတာကိုလေဟိုတော့သူ့ video နောက်ဆုံးကျွန်တော်မြင်ရတဲ့ video file ကိုသူကောင်းမော့ကြည့်နေရောဟိုတော့တော့အပေါ်ပဲသူမော့ကြည့်ပြီးတော့အဲ့လိုဖြစ်နေသူစဉ်းစားရတော့ဒါသူသူ့ရဲ့ ကျွန်တော်တို့ဗုဒ္ဓဘာသာပေါ်မှာရှိတယ်ပေါ့ဗျာဒါသူ့ဟိုကိုလုံးဆုံးမတော့မယ်ကိုလုံးကနေလူတယောက်ရဲ့လက္ခဏာတွေတခုပြောကျွန်တော်တို့အဲ့တုန်းကလည်းကျွန်တော်မြင်နေတာတခုပေါ့နော်ဆိုတော့ဒါလေးကြည့်ပြီးတော့စိတ်ထဲမကောင်းဘူးအဲ့တုန်းကလည်းကျွန်တော်ပြောခဲ့ပါတယ်နော်တော့တိတ်တုံတို့တော့ပါဘူးကိုလည်းပြောရတယ်ပါပဲကိုမီလာ9ရက်နေ့ဒီနေ့မနေ့ပိုင်းမှာပဲအဲကိုလုံးသွားတယ်လို့အကြံဉာဏ်သိရပါတယ်ပေါ့နော်ဆိုတော့သူကတကယ်လည်းနာမည်ကျော်တယောက်ဖြစ်တယ်လို့တကယ်ကိုပဲဒီပညာရက်ပါပိုင်ဆိုင်မှာအရန်တော်တဲ့ပုံကိုတယောက်ပါအရန်ပေါ်တော်တဲ့ပုံကိုတယောက်ပါနော်တေးဥဆောင်ပညာလည်းကျွမ်းတယ် writer လည်းရတယ်ဟိုဇာညွန်လည်းရှိနိုင်တယ်ဝတ္ထုလည်းလုံးနေတခြင်းလည်းဆိုနိုင်တယ်ဗီဒီယိုအက်တလည်းဆက်နိုင်တယ်ဖလင်းလည်းဆက်နိုင်တယ် ဒါမျိုးကမြန်မာလူပညာလောကမှာရှားရှားကပုံကိုလို့ခေါ်ရကြကျွန်တော်တို့အဲ့လိုရှားတဲ့ပုံကိုအဲ့လိုပုံကိုအဲ့တော့ကျွန်တော်တို့ကတော့ကလုံးဆောင်မတော့မှုတော်တော့မျောတယ်လို့ပြောချင်တယ်ဒါပေမဲ့အသက်ရရပြောမယ်ဆိုတော့63နှစ်ရှိပြီဆိုတော့ဒီရွယ်ထိသူနေသွားနိုင်ခဲ့တာပဲဒါတီလာကောင်းတယ်လို့ပဲကျွန်တော်ပြောချင်တယ်အဲ့တော့လူတယောက်ကကျွန်တော်တို့အသက်60ကျော်ထိနေနိုင်ဖို့ဆိုတာသီလတော်တော်ကောင်းပါဗျ။နော်တော်တော်လေးကိုသူ့ရဲ့အသက်ကံကတော်တော်ကောင်းတယ်ကောင်းမှပြမယ်။အဲ့ကျွန်တော်တို့လူတိုင်းမှာအသက်ကံရှိတယ်။ကျွန်တော်တို့လူတွေမှာပါလာပီးတာကျွန်တော်တို့မှာခရီးတော်ကျွန်တော်အားလုံးစီမှာပါလာပီးတာဒိတ်တစ်ခုရှိတယ်။မမေ့ကြဘူးလေ။ပါလာပီးတာရက်ဆွဲတစ်ခုရှိတယ်။အဲ့ဒီရက်ဆွဲကကျွန်တော်တို့သိကြပေါ့လူလောကဝင်လာမယ့်ရက်ဆွဲ လူလူလောကပြန်ထွက်မယ်ရယ်ဆိုရယ်ကျွန်တော်ရယ်ဆိုရယ်ရှိပြီလားလူတိုင်းမှာကိုယ်ပိုင်နံပါတ်တွေပါလာပြီလားငွေကလေးကိုယ်ပိုင်နံပါတ်ပါလာပြီလားဘယ်နည်းဘယ်ရမှာတော့ကိုယ်တော်ဆုံးပါလိမ့်မယ်လို့ဆိုရယ်နံပါတ်ကိုယ်ပိုင်နံပါတ်ပါလာပြီလားအဲ့တော့မမေ့ကြဘူးပါနော်ဆိုတော့ ဒီဥမာမြင်ကွယ်လွန်ဆုံးမတရမှာ93နေပေါ့နော်ဆိုတော့သူမိသားစုကတော့ရက်လဲဒါမှချန်နေလို့မလုပ်ပါဘူးဟိုကဒီတချူလာလုံးမဲ့ပြေးရက်လဲလို့မဟုတ်ဘူးဆိုတော့ကျွန်တော်ကပြီးခဲ့တဲ့ရပိုင်းကပြီးခဲ့တဲ့ရပိုင်းတွေအတွက်ကျွန်တော်ပြောခဲ့ပါတယ်သူနဲ့ပတ်သက်ပြီးတော့ဟိုတကယ်လို့နိုင်ငံတော်အနေနဲ့ဖြစ်ဖြစ်ရုပ်ရှင်အစည်းအဝေးဖြစ်ဖြစ်ပြည်ချိုင်းဝီဂျီနာဖြစ်ဖြစ်သူတို့အနေနဲ့ဒီလိုပုံကူမျိုးကိုတော့ဟိုထူးချုံစုတစ်ခုပေးတင်တယ်ရုပ်ရှင်တွေဒီလူများနဲ့ပတ်သက်စုတစ်ခုပေးတင်တယ်ဆိုတော့ကျွန်တော်တိုက်တွန်းခဲ့ဘူးလေဒါပေမဲ့ကွယ်လွန်တာကွယ်လွန်သွားပါတယ်သူခင်ဗျာရမ်းတော့ရှာပါဘူးရမ်းတော့ရှာပါဘူးဆိုတော့တခါတည်းကျရင်တိုင်းပြည်တီပီမှာလူပုံကူတစ်ဖွဲ့အစုဖွဲ့မှာပညာရေးဘာသာရေးတစ်ခုမှာ လူတွေကလူတော်တွေကလူတော်တွေကတခါတည်းကြာရင်နေထိုင်တဲ့လူတော်တွေကတော်လုံးတဲ့အခါသို့မဟုတ်ဘူကလန်ကြာလုံးတဲ့အခါသို့မဟုတ်ဘယ်လိုကောင်းလဲသူနေချင်းတဲ့စတိုင်နဲ့သူလွတ်လပ်နေလို့တဲ့အခါကျတော့အဲ့လူတော်တွေကတန်ဖို့ယုတ်တည်းမသိဘူးပြီးစုစည်းတွေကသူတို့နားမလာဘူးစုစည်းတွေကသူစီကိုမရောက်တတ်ဘူးတော်တော့ခင်ဗျကျွန်တော်ယူလေးပြောပြပါကျွန်တော်တို့နိုင်ငံအတွက်ကန်တော်ရဲ့ဆိုတော့တယောက်လိုပြောလို့ရတယ်ကန်တော်ရင်ကိတပညာရှင်လို့ပြောလို့ရတယ်ထွေးနေထွေးနေကိုကွယ်လွန်သွားတော့မှအကောင်လုံးကကန်တော်ရဲ့ပုံကြီးတယောက်ပါလို့ကြည့်ကြည့်ရှေ့စဉ်တော့ကသူ့ကိုမနာလို့လို့ပြောတာပုံကြီးရဲ့ ဆိုတော့ကစဉ်းစားကြည့်လို့ရတယ်နော်စဉ်းစားကြည့်လို့ရတယ်ဆိုတော့နှမျိုးကိုကောင်းတော့ပြီးတော့အခုဒါရွှေရှင်ဦးမောင်မြင့်ဆိုတာနှမျိုးကိုတက်ကောင်းနေမှာပါတယ်လို့ကျွန်တော်ပြောချင်တယ်သူ့ရဲ့ပညာရဲ့သူ့ဘာသာရဲ့နိုင်ငံတော်ရဲ့နဲ့လူလူတွေကွန်ပျူတာတစ်ခုလုတ်ပေးတယ်လူလူဆိုတာလူတော့လူတော့အားပေးတာပေါ့ရောသို့တော့ဟိုနာဒီရွှေရှင်ရဲ့ CEO နဲ့တဆိုင်ပုံစံရဲ့ကွန်ပျူတာတစ်ခုလုတ်ပေးသင့်တယ်လို့ကျွန်တော်တိုက်တွန်းခဲ့တာပါဒါကြောင့်ကျွန်တော်ပြောလဲကွန်ရွှေရှင်မှာရွှေရှင်မှာဒရိုက်တာတေးဥဆောင်ဒရိုက်တာတေးဥဆောင်ဖလင်ဆက်တာဖလင်ခက်တယ်ဆက်တာပြောရရင်တော့ဗျာဟိုကျွန်တော်ပြောရရင်လွန်ခဲ့တဲ့ဟိုလွန်ခဲ့တဲ့နှစ်30နဲ့အထက်ကဖလင်နဲ့တွားခဲ့တယ်ဒီဂျစ်တယ်ခက်မြောက်ခဲ့ဖလင်ခက်မှာကိုယ်တိုင်ဖလင်ဆက်တာသူကျွမ်းကျင်တယ်တပ်ပေါ့ ကီးဖြတ်နော်နောက်တစ်ခုကဘာရလဲဆိုတော့ဇန်ညောကဲပြောတဲ့တချင်းဆိုရလေရဂီတာဂီတာလေးရဒရမ်မီနီပါဒရမ်မီနီပါသူဟိုကတော့ဂီတာဂီတာမြူးဇစ်လည်းသူရဆိုတော့စွဲစုံရတဲ့ပုံကိုတရားဖြစ်နေတယ်ဒီလိုပုံကိုဆိုတော့အဲ့ဒါကျွန်တော်တို့ကဒီလိုလူမျိုးကိုတမိုးထားပါဒီလိုပြန်ရှိတယ်ပေါ့လေသူကသူသူကသူထားပါတော့ဟိုစုစိပါစုစိမှာလူရဲ့ကွန်မြူနီရှင်းမခံရခံရတာသူကိစ္စပါကျွန်တော်ကတော့တမိုးထားတယ်ဒီလိုလူမျိုးပြန်ရှင်းတယ်ပေါ့လေဒါကြောင့်လို့ဆိုကျွန်တော်တို့ journalism နဲ့ပဲမှာလဲ media နဲ့ပဲမှာကျွန်တော်တို့သတင်း media လောကမှာလဲကျွန်တော်ရိုးလေးပြပြမယ်ကျွန်တော်တို့လူတွေနားလည်အောင်လို့ပေါ့နော်သတင်းထောက်လန်းခြင်းပညာနဲ့သတင်းရှိသားခြင်းပညာလဲမတူဘူး ကျွန်တော်နားလည်ပါသတင်းထောက်လှမ်းခြင်းပညာနဲ့သတင်းရေးသားခြင်းပညာမတူဘူးအဲ့လိုပဲသတင်းထောက်လှမ်းခြင်းရေးသားခြင်းနဲ့မတူဘူးလို့သတင်းတင်ဆက်ခြင်းပညာကလည်းသိတတ်ရှိတယ်ဒါဆိုသတင်းသတင်းကြေညာခြင်းနဲ့သတင်းဆက်ခြင်းလည်းမတူဘူးနောက်တစ်ခုကပါလဲဆိုတော့သတင်းတွေကိုစီမံခန့်ခွဲခြင်းနဲ့သတင်းသမားတွေကိုစီမံခန့်ခွဲခြင်းလည်းမတူဘူးနောက်တစ်ခါဒီသတင်းသမားတွေနဲ့သတင်းကိုစီမံခန့်ခွဲခြင်းနဲ့သတင်းမီဒီယာလုံငန်းတစ်ခုကိုစီမံခန့်ခွဲခြင်းလည်းမတူပြန်ဘူးတခါသတင်းမီဒီယာလုံငန်းတစ်ခုကိုစီမံခန့်ခွဲခြင်းနဲ့သတင်းမီဒီယာလုံငန်းတစ်ခုကိုဝင်ငွေထွက်ငွေမျှချေအားလုံးချိန်ဆတွက်ချက်တာလည်းမတူပြန်ဘူး တော့ကျွန်တော်တို့ journalism လောကမှာလည်းရှင်းပြရတော့သတင်းပညာနဲ့ပတ်သက်လည်းရတယ်သတင်းထောက်လှမ်းခြင်းလည်းရတယ်သတင်းရေးသားခြင်းလည်းကောက်ရတယ်သတင်းထောက်လှမ်းလည်းရတယ် interview လည်းရတယ်ရုပ်သံတိကျတာလည်းရတယ် video edit ဖြတ်တာလည်းရတယ် video ရိုက်ကူးတာလည်းရတယ်နောက်တစ်ခါသတင်းထောက်တဲ့အကုန်လုံးသတင်းသမားတွေအပေါ်မှာစီမံခန့်ခွဲတာလည်းရတယ်သတင်းတွေကိုစီမံခန့်ခွဲတာလည်းရတယ်နောက်တစ်ခုကသတင်းထောက်တာကိုစီမံခန့်ခွဲတာလည်းရတယ်အဲ့တော့နောက်ဆုံးမှာ financial နဲ့ marketing management စီမံခန့်ခွဲတာလည်းရတယ်အဲ့ဒါလိုလူမျိုးကလည်းပိုရှားတယ်ပိုရှားတယ်ဆွေးနွေးကြတာလူမျိုးရှားတယ်ဒါကြောင့်ဆွေးနွေးရတဲ့ပုံစံတွေကတမှုကြီးတယ်တမှုကြီးတယ်ဒါပေမဲ့တမှုကြီးပြီမဲ့တမှုမသိတဲ့လူတွေကတော့မဲ့လာရွက်လာပေါ့ဗျာ ဆိုတော့ဟိုမကြိုက်ဘူးလို့ဘာဖြစ်လို့လို့ပြောကြတာပါတမိုးကြီးမှန်းလဲတချို့တွေကတော့မသိကြအောင်ဆိုတော့အဲ့တော့အခုအမှုမောင်မြင်လဲဒီတိုင်းမှာကျွန်တော်တို့ကျွန်တော်မျောတယ်ပြောတာပါဟောဟိုကျွန်တော်ဒီနေ့ရုပ်ရှင်လောကတွေတရားနဲ့ကျွန်တော်စာပြောပါတယ်ပြောတော့တို့တို့လည်းသိပါတယ်တို့တို့လည်းသိတယ်ဒီလူကလူပေါ်တယောက်တကယ်တော့တော်တယ်တယောက်သိတယ်ဗျာပြဿနာအစုနဲ့သူနဲ့ဝေးတယ်ပေါ့စုနဲ့သူနဲ့အဲ့တော့ကျွန်တော်ပြောင်းပြန်ပြောပြောပါမယ်ဟိုဇလာတန်အီဘရာဟိုဟီမိုဘက်ပြောသလိုပေါ့နော်ဟိုဘောလုံးမကြီးဇလာတန်အီဘရာဟိုဟီမိုဘက်ပြောသလိုပေါ့ဟိုဟာဗလဲဘလုံးဒီယောကသူဘလုံးဒီယောကဘလုံးဒီယောကသူမရတာမဟုတ်ဘူးတဲ့ဘလုံးဒီယောကသူ့ကိုမရတာဆိုကျွန်တော်လည်းပြောင်းပြန်ဖြစ်နေပြီနော်ဟိုဟာဗလဲဒီစုစိတ်တွေက စုစိတ်တွေကိုဥမောင်မြင်မရတာမဟုတ်ဘူးဥမောင်မြင်အနောက်စုစိတ်တွေကတ်နိုင်ဆုံးမရှိတာဒီလိုပဲကျွန်တော်ပြန်ပြောဖို့ဖြစ်တယ်အဲ့ဒါထားပါတော့ဒါတော့ကျွန်တော်သူငယ်တခါမဆုံးပါဘူးတခါမှစကားမပြောဘူးတခါမှမဆုံးပါဘူးဒါမှကျွန်တော်သူ့ကိုဒီလိုပြောနေရဆိုတာတကယ်တော်လို့ပြောတာပါတကယ်တော်လို့ပြောမလို့တော်တယ်လို့ပြောတာပါကျွန်တော်အပိုင်ကတော့သူကျွန်တော်ကိစ္စအောင်လေနော်တော်တော်ထားတော့စိတ်တော့မကောင်းပါဘူးဒါတော့ဘာပြောလူတက်ကိုလုံးဆုံးသွားပြီပညာပညာတွေကသူ့နဲ့တူပါသွားခဲ့ပါပြီသူ့ပညာတွေသူ့နဲ့တူပါသွားခဲ့ပြီဆုံးသွားပြီပေါ့နော်ဆိုတော့သူ့ပညာတွေကအချမ်းလူရဲ့နီးနားမသိချာတင်ခွင့်ရလူကလည်းအကန့်အသတ်အစိတ်ပိုင်းတော့ပဲတင်ခွင့်ရတာဆိုတော့ဒါတော့တင်မှာဖြစ်ပေါ့လေနော်ဒါတခုပေါ့နောက်တစ်ခုကနောက်တစ်ခုကမင်းကရန်ကုန်သားတွေ တိုက်ပေါ်တိုက်ရုပ်ကိုအကုန်လုံးစီးပြကြတယ်ကြားတယ်ဗျ။ရန်ကုန်သားတော်များရန်ကုန်သားတချို့ပေါ့နော်တချို့ပေါ့အေဂျီကောင်လေးတော့မသိဘူးပေါ့ဗျာနော်အိမ်မက်တယ်လူတွေမသိဘူးပေါ့နော်ဟိုအေဂျီအစားကြီးအစပုတ်လေးပေါ့နော်အဲ့ဒါတော့မသိဘူးပေါ့ဒါပေမဲ့ချစ်လို့စားတယ်နော်တော်ကြရန်ကုန်သားကျွန်တော်ဝိုင်းဆဲနေမှာဆိုတော့အဲ့တချို့လေးမသိဘူးလေအခုတချို့တွေတိုက်ပေါ်ဆင်းပြေးကြတယ်ဆိုတော့ရန်ကုန်မှာလည်းတကယ်တော့ရန်ကုန်မှာလည်းဟိုရုပ်ရုပ်နဲ့လူတွေဆင်းပြေးသွားတယ်မနေ့ကညဖြစ်တယ်လို့ကြားတယ်ဒါလည်းတော်လေးဟိုပါလေငလျင်ပေါ့ဗျာငလျင်ပေါ့ဆိုတော့ကျွန်တော်သိရတယ်လဲကုတ်ကိုဘဟုပြုတ်ပြီးတော့မဂနီချူ3 3ကျော်ပေါ့နော်3 plus ပေါ့ 3 magnitude 3 plus magnitude ပေါ့ဆိုတော့ငလင်ဟိုအဲ့လောက်ကြော်တဲ့ငလင်လက်ကိုအခြေတူပြီးတော့လှုပ်တယ်နှစ်ချိန်အနည်းဆုံးနှစ်ချိန်လှုပ်တယ်လို့ကျွန်တော်သိရတယ်ဆိုတော့ပထမချိန်လှုပ်ခဲ့တဲ့အချိန်မှာလန့်ပြီးလူတွေအိမ်ပေါ်ဆင်းပြေကြတချိန်လှုပ်ခဲ့တဲ့အချိန်မှာမသိသေးဘူးဆင်းပြေသေးဘူးဒုတိယချိန်လည်းလှုပ်တော့အကုန်ဆင်းပြေဒုတိယချိန်ပထမချိန်လှုပ်ခဲ့တဲ့အချိန်မှာတိတ်ကြအောင်အိမ်အောက်ကိုဆင်းဒုတိယချိန်တည်းလေးကိုအိမ်အောက်ဆင်းပြေတာပထမချိန်လှုပ်ပြီးတော့နောက်တစ်ချိန်လှုပ်တော့မယ်ဆိုတော့တရင်ကြော်ပြီးတော့ပြေးတာအောက်ဆင်းပြေဖြစ်သွားတယ်လို့ကျွန်တော်ကြားရတယ်ဆိုတော့ရန်ကုန်သားတွေဓာတ်ပုံဓာတ်ပုံတွေကျွန်တော်ကြည့်အောက်ကိုဆင်းပြေသွားတယ်ဓာတ်ပုံတွေနေရတယ်ကျွန်တော်ကျွန်တော်ဘာပြောမှမသိဘူးရန်ကုန်သားတွေအောက်ကိုဆင်းပြေကြတယ်ဓာတ်ပုံတွေကျွန်တော်တွေ့ရတယ်ဆိုတော့ ငလင်းကအဲ့လိုလုပ်လိုက်တော့လူတွေကဟိုဘာလို့ဆင်းပြေးကြလဲဆိုတော့ရန်ကုန်မှာအထက်မြေတိုက်တွေပေါ်တယ်အဲ့ဒီအထက်မြေတိုက်တွေအကုန်လုံးကနောက်အထက်မြေတိုက်တွေအကုန်လုံးကသူကစိုးရိမ်ချက်တွေရှိကြတယ်ရှိတဲ့ခါကျတော့ကဲလို့လှုပ်ရင်ငါတို့ပြူသွားနိုင်တယ်ပေါ့မန္တလေးမှာလူမျိုးကလှုပ်ရင်ငါတို့ပြူသွားနိုင်တယ်ဆိုတော့အတွေ့အမြင်ရန်ကုန်မှာရှိတဲ့လူတွေတော့မြင်ကြမှုရတယ်အဲ့တော့အဲ့ဒါကြောင့်လဲပြေးထွက်ပြီးထွက်ပြီးတောက်ကိုဆင်းပြေးကြတယ်လို့ပဲကျွန်တော်ပြောပြရစီဆိုတော့ဒီငလင်းကိုဘယ်သူတွေသိလိုက်လဲဆိုတော့တချို့တွေမသိဘူးတချို့သိတယ်သိတဲ့လူတွေကဘယ်သူတွေလဲဆိုတော့ဥမာရန်ကုန်ကတချို့နေရာကြီးဆိုဘယ်လိုနေရာလဲဆိုတော့ဥမာအာဆိုကြပါစို့ပေါ့ဗျာခဏလေးကျွန်တော်တော့မမဆိုလို့မျိုးတွေမမဆိုလို့မျိုးလေးထည့်ပြောမယ်နော်မျိုးလေးထည့်ပြောမယ်မမဆိုလို့အာ ။ရကုန်တော့ဒေါ်ဘုံလုံးညမျိုးဒေါ်ဘုံလုံးညမျိုးပေါ့။ဒေါ်ဘုံလုံးညမျိုးကတိတယ်တဲ့။နောက်လမ်းမတော်တိတယ်တဲ့။အဲဆိုတော့မျိုးရင်းနဲ့ဆက်ပြပါတော့နော်။ဆိုမင်္ဂလာတောင်ညွတ်အေးပေါ့ဒါရဆက်ဆက်နေပါတော့။လမ်းမတော်မင်္ဂလာတောင်ညွတ်ကမာယွတ်အော်လမ်းမတော်မင်္ဂလာတောင်ညွတ်ဒေါ်ဘုံကမာယွတ်လိုင်းပေါ့။ကမာယွတ်နဲ့လိုင်းတစ်ဆက်တည်း။လမ်းမတော်ရဲ့ဒီဘက်ကမျိုးရဲတောင်းတောင်းနဲ့ရဲမင်္ဂလာတောင်ညွတ်ရဲ့ဒေါ်ဘုံဆိုတာဒီကရက်တီပေါ့နော်။ဆိုတော့မြစ်မြေလေးတစ်ခုချားတာဆိုတော့ဆိုတော့အဲ့လိုညမျိုးတွေကတော်တော်များသိကြတယ်ပြောတယ်။ဆိုတော့ငလင်လှုပ်တဲ့ဟာနဲ့ပတ်သက်ပြီးတော့တိကြတဲ့ကလူတွေလက်မဆင်းပြကြတယ်။ရန်ကုန်ကလူတွေလက်ဆင်းပြကြတာတိုက်တယ်ပုံမှန်တန်တရာရှိဘူး။ဘာလို့တိုက်တယ်တန်တရာရှိလဲဆိုတော့ရန်ကုန်မှာဆောက်တာတိုက်တယ်တော်တော်များကဟို contract တွေကလက်သမားတွေကျုံတို့ဆောက်ကြတယ် ဖြစ်ကလန်တဲ့စနစ်ကြမစောက်ကြအောင်ဖြစ်ကလန်ဆောက်စနစ်ကြမစောက်ကြအောင်ဆိုတော့အထက်မြင့်ကိုလည်းအထက်မြင့်ကိုလည်းကြုံသူလို့စောက်ကြတယ်စောက်ကြတဲ့အခါကျတော့အဲ့ဒီမှာရက်ွက်တွေရက်ွက်တွေမှာအလုံးလုံးလေးပေါ်လိုက်တယ်လည်းအများကြီးပဲဆိုတော့ တချို့ပြီးတော့ကို့အပေါ်မှာကို့ရဲ့ငွေပေါ့သုံးနိုင်ပေါ့မူပေါ့မူတည်ပြီးတော့သူကအေးကိုအဆင်ပြေလို့တန်ဖရင်လေးနဲ့ဆောက်တယ်အဆင်ပြေလေးဆောက်လိုက်တာရှိတယ်အဲ့လိုဆောက်လိုက်တဲ့ဟာလေးတွေကပဲခုဒီလိုလိုလေးတော့လန့်ကုန်တာခုရန်ကုန်မြို့ကမြို့ရဲဒေါတော့ area တွေဟာလေးဆိုလို့ရှိရင်ခင်ဗျားတချို့ area နှစ်ပေါင်းများစွာ OC နှစ်ရာလေးချီတဲ့ဆောက်ဦးလေးရှိတယ်ဆိုတော့အဲ့ဒီဆောက်ဦးဆိုရင်ငလင်လုံးပြိုးသွားနိုင်လားလို့မင်းပြောမရဘူးနော်ပြောရခက်တယ်ဘာလို့ဆိုရန်ကုန်မှာငလင်ရှစ်ရာရှစ်ကိုခံနိုင်တဲ့ရှစ်ပေါ့နော်ရှစ်8 magnitude ကိုခံနိုင်တဲ့အဆောက်အဦရန်ကုန်မှာကျွန်တော်ထင်တယ်ရှိလာမယ်မထင်ဘူးရှိလိမ့်မယ်လို့မထင်ဘူးဘာလို့ရန်ကုန်ကဆောက်တော့ဆောက်ကြတယ်မရှိမယ်မထင်ဘူးဟိုမန္တလေးဆိုလည်းအခု9.9ပုံတော့ပဲပြိုးသွားတာပဲဆိုတော့ရန်ကုန်ကလှုပ်ရင်အထိပုံနာမယ် တော့ရန်ကုန်နားတဝိုင်းမှာကကိုနားလုံးလုံးဒီနားလုံးလုံးနဲ့လှုပ်နေလှဲကူကိုဘိုးပြပြီးတော့လှုပ်နေရတော့အနည်းဆုံးနှစ်ကြိမ်ထက်မနည်းရှိခဲ့ပြီတစ်ကြိမ်နဲ့မနည်းရှိခဲ့ပြီဆိုတော့လှဲကူဘိုးပြပြီးတော့ရန်ကုန်နားတဝိုင်းမှာလို့ magnitude 3ပတ်ချာလေးလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုလှုပ်နေရလေးတွေခဏခဏရှိခဲ့လို့သိရတယ်ဒါပေမဲ့ရန်ကုန်ကငလင်ရဲ့ဒီစကိုင်းတရွေကျော်ကြီးအောက်တဲထဲမှာရှိကြလားဆိုတော့ပြည့်ရွှေကြီးအောက်တဲထဲနဲ့ရှိတာဆိုတော့အဆောင်ဖျားလေးနဲ့ကပ်ပြီးထွက်သွားတယ်ဆိုတော့အခုဟိုလှုပ်သွားတဲ့ဆရာကြီးကအဆောင်ဖျားနေရာကြီးကစလို့တယ် တကယ်နေရာဒီမှာကျွန်တော်အဆုံးဖြားလေးပဲဖြစ်တဲ့အတွက်ရံငေါ်တော့ငလင်းနဲ့ပတ်သက်လို့ကြီးကြီးမားထိကိုက်နေတဲ့ကြီးစားကြီးငလင်းဟိုခုနှစ်လောက်ထိရှိမယ်ငလင်းမျိုးတက်ပါမလားလို့မြင်ဖြစ်တော့ဖြစ်ခဲ့ပါတယ်ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မမြင်ဘူးပေါ့နော်ခုနှစ်ထိဖြစ်လိမ့်မယ်လို့မမြင်ဘူးအာခမန်းတာပေါ့ဒါခမန်းတာကျွန်တော်လည်းမှန်းရတာငလင်းဆိုတာလည်းမြို့သမီးတွေနေစိတ်နဲ့တူတယ်စိတ်နဲ့တူတယ်နော်ခံအောင်လို့မရဘူးဆိုတော့ဟို ခုနှစ်လို့ကျွန်တော်မှန်ခုနှစ်တက်မပူလာဘူးတော့မှန်တယ်တိုးတော့ရန်ကုန်အနေထားရဒီ downtown area တို့ဒီဘက်ဒီကပြမ area ကြီးတွေကြီးတယ်တော့သိမထီပဲနဲ့အဆွန်ဖျားပတ်ပတ်လေတောင်တုံးနေတဲ့မြို့တွေတကုံစိကန်းရှိတယ်ကိုတကုံရှိတယ်တကုံစိကန်းရှိတယ်ကိုအဲ့ဒါတွေကတော့နည်းနည်းလေးစိုးရိမ်ရတယ်ကျွန်တော်သိရတယ်အဲ့နာတွေကနည်းနည်းလေးနည်းနည်းဟောရမပါနေတော့တွေ့ရတယ်ဆိုတော့ရန်ကုန်ဖြစ်တော့ရန်ကုန်တော့ထိတော့ဖြစ်တော့ဒါပေမဲ့တော့ရန်ကုန်ကနေလူလူကတော့အခုမန်မန်လေးကိုနမူနာကြည့်ထားတဲ့ခါကျတော့တခုစားလဲတို့ကချက်ချင်းတက်ကနေလက်ကလေးဆက်ပြီးကိုစူးစမ်းကြတယ်ဟိုတို့ ကြောက်တယ်မမပါဘူးအမှန်တရားပဲလေကြောက်တယ်မမပါဘူးအမှန်တရားပဲเนาะဒီလိုတော့ကျွန်တော်မြင်တယ်ဟိုရှေ့မှာဖြစ်ထားတာမြင်တော့เนาะဆိုတော့ငလင်းအဲ့လိုရှိတယ်ပေါ့ဆိုတော့ကျွန်တော်ဟိုဖုန်းဝတ်နေစဉ်အတွင်းမှာတော့အဲ့ဖုန်းဝတ်တဲ့နေရာမှာငလင်းလှုပ်သွားသေးတယ်ကျွန်တော်ဖုန်းဝတ်တဲ့နေရာမှာငလင်းလှုပ်သွားတယ်အဲ့နေရာတစ်ပတ်လည်းမလှုပ်တော့အုံးလှုပ်သွားတယ်ကျွန်တော်တော့မှပဲဟိုဟိုလှုပ်သွားတယ်ဟိုဘာလှုပ်သွားတယ်ပေါ့လှုပ်သွားတယ်ပဲတိလိုက်တာစစ်ပြီးဝင်ချင်းရှိလိုက်တယ်တကယ်မရှိလိုက်တာဖုန်းဝတ်နေတဲ့ချိန်မှာကျွန်တော်ဖုန်းဝတ်နေချိန်မှာအဲ့ဘာဖုန်းဝတ်ချင်းနေပဲဝုန်းလှုပ်သွားတယ်တစ်ချက်ပဲတစ်ချက်ပဲဝုန်းနေတယ်ဒုံးနေကြားလိုက်သွားတာပြီးတော့ကဲလို့ပြောတာပြောရင်ဒါကျွန်တော်လည်းပြပြီဒါပေမဲ့ဘာမှမဖြစ်ဘူးရန်ကုန်ကတေးတဲ့ခါကျတော့ရန်ကုန်ကလေးတွေတေးတဲ့ခါကျတော့ကျွန်တော်ဘာမှမဖြစ်လိုက်ဘူးပေါ့ ဘာမှဖြစ်လိုက်ပါတော့ဆိုတော့ပြောရရင်တော့ကျွန်တော်တို့ငွေလေးနဲ့ပတ်သက်ကျွန်တော်တို့ကိုယ်တိုင်သိလိုက်ရတယ်မန်လေးသွားတော့လည်းကျွန်တော်သိလိုက်ရတယ်ဆိုတော့ကိုယ်တိုင်ကြုံလိုက်ရတော့ဒါလေးတော့ရှိပါတယ်ဆိုတော့ဘာပြောရန်ကုန်သားတွေစိုးရိမ်တာလည်းမမှားပါဘူးလို့နော်နောက်တစ်ခုကရန်ကုန်သားတွေတော့စိုးရိမ်တာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ရန်ကုန်တဲကိုအနေနဲ့ရဲကလူတွေစိတ်ဝင်လာတာများတာတော်တော်များလာတယ်တော်တော်မှတော်တော်များလာတယ်ငယ်ပယ်တိတိနေရာတိတိဒေတာအတိတိကလူပုဂ္ဂိုလ်များစွာရန်ကုန်တဲကိုစိတ်ဝင်လာတယ်အဲ့တော့ဒီလိုစိတ်ဝင်လာတဲ့ခါကျတော့မနေ့ကဆိုရင်ရန်နံဝီကျိုကမနေ့ကဆိုသူ့ရဲ့အစည်းအဝေးထဲမှာပြောတယ်ပြောတယ်ဟိုဘာလဲဆိုတော့အာဘာပေါ့ရန်ကုန်ထဲမှာအဲဇင်းတွေစစ်ဖို့အဲဇင်းကိုဖိစစ်ဖို့ဒါမျိုးသူပြောတယ်လို့ကြားတယ်အဲဇင်းစစ်ခိုင်းတော့ပဲပိုးလည်းပြောတယ်အဲဇင်းစစ် ပြည့်စစ်ဖို့ဒါမျိုးသူပြောတယ်လို့ကြားတယ်ဆိုတော့ essence စစ်ဖို့ကလည်းဟုတ်လားဆိုတော့ရက်ကွက်ထဲမှာ essence ရစစ်ဖို့ဆိုတော့ဟုတ်လားဆိုတော့စစ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်မြင်တာတော့ရန်ကုန်ထဲမှာ essence စစ်မယ်ဆိုရင်ရက်ကွက်လည်းရက်ကွက်လည်းတော်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 စစ်ရပါရန်ကွက်တော်တော်ကျရအောင်ပါနော်အထူးကတော့ရန်ကုန်မြို့အစုံဘက်တွေဖြစ်တဲ့အဲလိုက်တာယာရွှေပြည်သာဟုတ်ပဲဆိုရင်ဒီမင်္ဂလာတုံးနောက်ထောက်ချက်အဲမင်္ဂလာတုံးထောက်ချက်တော့မြောက်ဥကလာနောက်ဟုတ်ပဲဟိုရွှေပေါက်ကန်လို့ပဲဒီနောက်ဒါကုံအရှိဒါကုံစေကန်းဒါတွေကကျွန်တော်တတိတတိထားတိကဆက်မနေရလေဟိုနောက်တော့ဒလာဟိုပဲချမ်းလေနောက်ချင်းမနေဟိုတပတ်ချမ်းလေဒါတွေတော်တော်ဆက်မနေရလေဆိုတော့အဲ့ဒါနဲ့အစ်ဖို့တော့ ဒါရောင်နှိုင်းဝီချိုကတော့သူတို့စီဝဲထဲမှာပြောတယ်လို့ကြားတယ်ဆိုတော့စီဝဲထဲမှာပြောတာကတိုင်းထဲမှာဒီလူတွေအများကြီးစိတ်ဝင်ပြတတ်တာများလာတယ်ပေါ့များလာတဲ့ခါကျတော့အဲ့ဒီနဲ့ဒီ size ဟိုဘာလဲဆိုတော့များလာတဲ့ခါကျတော့အနေဖြစ်အောင်ပေါ့နော်မလိုလိုက်တဲ့အနေမဖြစ်အောင်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဆိုတော့ဒါလေးပြောတော့ကျွန်တော်တို့တိုင်းဆိုအဖွဲ့ဝီချိုပြောတာကိုကျွန်တော်လက်ခံပါတယ်တကယ်စစ်တင်လားဆိုရင်ရန်ကုန်လူမျိုးမျိုးကတန်တမန်နေလဲနေတယ်နိုင်ငံတကာအာရုံစိုက်တဲ့နေရာရန်ကုန်မှာတခုဖြစ်ရင်ဒါမြန်မာတိုင်းကလို့ဖြစ်တာလို့ပြောလို့ရတယ်ဆိုတော့ရန်ကုန်လူမျိုးကြီးပါဘူး ဘယ်လိုပြောလဲရမုံကြီးကျိုးအာယုံဆိုင်လာတယ်ဆိုတော့ကောင်းတဲ့ကိစ္စပါနော်ကောင်းတဲ့ကိစ္စပါအာယုံမဆိုင်ရင်ဒါကျွန်တော်တို့မေးရထုတ်တာပေါ့နော်အခုမန္တလေးဆိုလဲမန္တလေးလိုကျိုးကျိုးမန္တလေးဝင်းကျိုးနဲ့ဆိုရပေါ့တဲ့တိုင်းစစ်ထနာကျိုးတိုင်းမှုအာယုံဆိုင်တွေဆိုင်လိုက်တယ်ဆိုင်လိုက်တဲ့အခါကျတော့မန္တလေးထဲမှာနည်းနည်းလေးအဲဘာပြီးရောအញ្ញိုင်းဆိုရည်စံမရှိတော့မန္တလေးအရင်လိုဆိုရည်စံရမရှိတော့ပါနော်ဒါမှလည်းရှိနေသေးပါပဲနော်မုံရွာဆိုလဲဆိုရည်စံရှိတယ်တိုင်းစစ်ထနာကျိုးရှိတယ်တိုင်းဆိုရပေါ့ရှိတယ်ဆိုရည်ရာရှိနေသေးတယ်ဆိုတော့ဒါတွေကသိအရေးကြီးပါတယ်နော်ဒါတော့စစ်မယ်ဆိုလဲစစ်ပေါ့ကျွန်တော်တို့စစ်တင်တယ်လို့ကျွန်တော်တိုင်းတော့မှနော်ဒါတော့လုတ်လုတ်တင်ကြပါနော်နောက်တစ်ခုကတော့မနေ့က MNL လေးကြောင်းလိုက်ကိစ္စလေးလေးကျွန်တော်တို့ဒီထည့်ပြပါဦးနော် MNL လေးကြောင်းလိုက်ကိစ္စအချောင်းပါဦး MNL လေးကြောင်းလိုက်ကမနေ့က လင်းငဲ့ဟိုဘယ်လိုပြောမလဲဘိန်းပေါ့နော်ဘိန်းမီးလောင်တယ်ပဲလူလူချင်းပြောရင်နားလည်အောင်ပြောရတယ်ဘိန်းမီးလောင်တယ်ပေါ့လေနော်လင်းဘိန်းမီးလောင်တဲ့ကိစ္စပေါ့ဆိုတော့အဲ့ဒါလေးကကျွန်တော်တို့သတင်းတွေကပေါ်လို့ရရင်တော့ဘယ်လိုကစထွက်လဲဆိုတော့ မနေ့ကဒီလေးစီးရတဲ့တချို့တွေပြောတဲ့ဟာလေးတွေမှာပါဆိုတော့ MNL ရတဲ့ပြည်လမ်းပေါ်ဟုတ်တယ်ပြည်လမ်းပေါ်ကို6နာရီခွဲမှာစထွက်တယ်တာထွက်ဖို့ပြည်လမ်းပေါ်စထွက်တယ်ထွက်ချိန်မှာဘေးရဲ့အသံဘေးကအဖြစ်နဲ့ပြည်လမ်းပေါ်ပေါ်ဒီပြန်တက်ဖို့ပြည်တယ်ပြည်လမ်းရှိ runway ပေါ်ရောက်သွားပြီ runway ပေါ်ပြေးနေတဲ့အချိန်မှာပဲဘေးကတိတ်ပြီးတော့ပုံမှန်မဟုတ်တော့တဲ့သဘောပေါ့နော်ဆက်ချိုးရင်းနေဆိုပုံမှန်ပြီးပေါ့ဆက်ချိုးရင်းနေဆိုဆိုပြီးတော့ဘေးကဘေးပေါ်ပြီးတော့ဘေးကတကယ်ကျတော့ဘိန်းပေါက်သွားတဲ့သဘောပါပဲပေါ့လေဘိန်းပေါက်ပြီးတော့ဘာဖြစ်သွားတဲ့သဘောမီးလောင်တဲ့သဘောပေါ့အဲ့ဒါကိုအဲ့လိုဖြစ်တာကို ရိုးရိုးတွေဖြစ်ကုန်ရောရိုးရိုးဖြစ်ကုန်တာရိုးရိုးဖြစ်ကုန်တော့ဒီ MNA ကလေချောင်းလိုက်ရတယ်သတင်းထုတ်ပြန်လိုက်ရတယ်။ဒါတွေသူက MNA ထုတ်ပြန်ချက်ကဘယ်လိုလာလဲဆိုတော့ကျွန်တော် MNA ထုတ်ပြန်ချက်ရင်ဖတ်ပြပါမယ်။ဘာလို့ဆို MNA ထုတ်ပြန်ချက်ဖတ်ပြမှာရုပ်ကိစ္စတွေကပြောလို့ရမှာ။ဒီမှာအမျိုးသားလေချောင်းလိုက်ရထုတ်ပြန်တယ်။မနေ့က6နိုင်35မှာတဲ့။သူလေချောင်းလိုက်ရတယ်ခီးစဉ် UB812 ဆိုလေရာ Boeing HYLV နဲ့ Manley မြန်မာရန်ကိုစတင်ထွက်ခါတယ်တဲ့။အဲ့ဒီမှာလေယာခီးစဉ်143ကိုတည်ပြီးတော့ပြတ်တက်နေလုံနေချိန်မှာတဲ့။လေပြင်းလမ်းပေါ်မှာပုံမှန်မဟုတ်တဲ့ချက်ပဲဖြစ်လာတယ်တဲ့။အဲ့ကြောင့်လေကကီးလမ်းပေါ်မှာပြန်တမ်းမှုရပ်တန့်ခြင်းပြုတယ်တဲ့။ပြီးတော့ဆက်ကို break ပြီးလို့ချိန်မှာလေရဲ့ break စနစ်ပူပြင်းမှုကြောင့်လေရင် တကယ်ပဲတာယာတွေပွန့်ထွက်ပြီးလွတ်စုံဖြစ်ပေါ်ပြီးတော့မိတော်တွေဖြစ်လာတယ်ဒါပေမဲ့အချိန်မီညှိနှိုင်းနိုင်ခဲ့ပါတယ်ဆိုပြောတယ်အကျန်ရှိလေးဘေးမြောက်ကောင်းမှုပြီးလေးပြင်းလမ်းပေါ်ပြမြောက်ဖက်ထိပ်မှာဘေးနဲ့ကင်းရှင်းစွာပြေးလမ်းမရှိမှရပ်နိုင်ပါတယ်ကလင်းကိုတော့အလေးဘွားပါရှိလေးမူနာတွေကသူတို့လိုက်နာကျင်းသွားမဲ့ safety operation procedure အတိုင်းပြုလုပ်ခဲ့ပြီးတော့ခီးတဲ့တွေနဲ့လေးမူနာအလုပ်ထိခိုက်နေတာမရှိပဲလေးစိမ့်နိုင်တော့ပို့ဆောင်ခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးသူတို့အနေနဲ့ဒါသိစုံစမ်းစစ်ဆေးမှုတွေလုပ်နေရဆိုတော့အကြောင်းမျိုးသူထုတ်ပြန်တယ်နော်အဲ့တော့အဲ့တော့နာဆကလည်းသတင်းထုတ်ပြန်ပါတယ်အမေတွေကြောင်းလိုက်ရဲ့လေးရတဲ့ခီးတဲ့အဲ့မှာကျွန်တော်ဟောပြတော့ဗောနော်ခီးတဲ့ဗောအဲ့မှာသူတို့ထုတ်ပြန်လာတဲ့ဟိုအနေပေါ်တွေ့ကြည့်တာဗောနော်အမ် ျွန်တော်လည်းဘာပြောမှမသိဘူးဗျာနတ်ဆက်ကထုတ်ပြန်ချက်နဲ့ဟို MNA လေးကြောင်းလိုက်ထုတ်ပြန်ချက်တွေမှာတရင်ချက်လဲကွဲလွဲနေတာရှိတယ်ဘာကွဲလဲလဲဆိုတော့လူကွဲလွဲနေတယ် MNA ထုတ်ပြန်ချက်က140အဲ3ဦးလို့ပြောတယ်ဒီမှာကျတော့စုစုပေါင်း98ဦးလို့ရေးထားတယ်ကျွန်တော်လည်းဘာပြောမှမသိဘူးနော်အဲ့တော့စဉ်းစားကြည့်နော် နတ်စကားရဲ့ဇင်းထုံမြင့်ကျတယ်မှာခီးတဲ့69ဦးလို့ရေးတယ်။ပုံမှန်143ဦးလို့ရေးတယ်။ကျွန်တော်လည်းဗာပြောင်းမယ်။เนาะအဲ့တော့အဲ့လိုအချိန်မှာလေရင်အခုကတူကထုတ်ပြန်တော့အဲ့လိုဘရိတ်ကပြေးလမ်းမှာပုတ်ချုပ်ပြီးလေရင်နောက်ဘင်းဝဲနောက်ဘက်ဝဲဘင်းနှလုံးပေါက်သွားတယ်။လေရင်ပြန်တဲ့ချင်းပြူတော့ပြန်ခီးတဲ့ကိုနားရီတော့ပြတ်ချတယ်။အဲဒီခီးတဲ့ကိုပြန်လိုက်ပြီးတော့စစ်စစ်ချင်းတောင်းရှိပြီးလုံနေပါတယ်ဆိုပြီးတော့တို့ပြောတယ်။အဲတို့ကတဘောတော့ဗျာမနေ့ကညပိုင်းမှာ6နာရီကျော်မှာရန်ကုန်ကမင်းတွေလာမယ့်ရန်ကုန်လာမယ့်လေရင်ကအဲ့လိုဘင်းပြန်မတွေ့တဲ့အင်းနဲ့ဘင်းကဘင်းကကျွန်တော်ထင်တယ်ဘင်းတွေကပေါက်ထွားတာပေါ့အဲ့လိုပေါက်ထွားပြီးတော့တန်လိုက်ကြဘင်းရွာမှာဖရိတ်လိုက်ကြတယ်။တန်ကိုကြီးကိုကြံနေပြန်မှာဒလုံးလုံးနဲ့တော့မီးပွက်တာပေါ့မီးပွက်ထွားပြီးတော့မီးလောင်လို့ဖြစ်ပြီးတော့ ူပြီးတော့ညွန်လိုက်ထွက်လာအဲဒီမှာလင်းရတစ်ခုဖြစ်သွားအဲ့တော့ဖြစ်ဥစားဒီလင်းမောင်းတိရခါကျတော့လင်းကိုအရှိန်ဘရိတ်အုပ်တယ်အရှိန်ရှော့တယ်ဘရိတ်အုပ်တယ်ဟုတ်ပြီးတော့သူကချက်ချင်းသူဟိုလင်းကိုအရင်ဆုံးရက်တက်မှုအရင်ကျူးသားတယ်ပေါ့နော်ရက်တက်မှုကျူးသားရုပ်တော့တွေ့ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဗီဒီယိုဖိုင်တွေတို့တစ်တော်မှာအခုဆိုအများကြီးတက်နေပြီကျွန်တော်တွေ့နေရအဲ့ဒီမှာလင်းလင်းအထဲမှာဖြစ်နေတဲ့ခီးစရီရဲ့မြင်ကွင်းကိုရိုက်ထားတဲ့တက်တော့ဖိုင်တက်နေတယ်အဲ့လိုပဲလင်းဘောကနေသူတို့ဆင်းသွားချီတိုက်ရတာပြီးတွေ့တက်နေတယ်အဲ့ဒီအကုန်လုံးကြည့်တော့ခီးစရီလည်းဒီပေါ်မှာစီးနေခီးစရီတော်တော်စိတ်ပူကြတာပေါ့ဗျာကျွန်တော်မြန်မာပြည်မှာကလင်းစီးခီးသွားတဲ့ပြည်သူတွေကပုံလည်းပြောရရင်လင်းနဲ့ family မဖြစ်သေးဘူး family မဖြစ်သေးဘူးဟိုကျွန်တော်တို့ဘယ်နေ family မဖြစ်သေးဘူး ကျွန်တော်လည်းသွားလာပဲနိုင်ငံပေါင်းကိုလျှောက်သွားတယ်ဒါပေမဲ့ကျွန်တော်လည်း family ဖြစ်သေးတယ်ဘာလို့လေးနဲ့ပတ်သက်ပြီးတော့လျှောက်သွားဘူးလို့ family ဖြစ်ပါလို့ထင်ရတာအဲ့ဒါယူတာပဲဟုတ်တယ်ပြောရတော့လေးရဲ့ကိုလေးမောင်ကိုပိုင်းတော့ဟုတ်တာကိုဘလို့သိမလဲเนาะကိုပြောကျွန်တော်ပြောချင်တာအဲ့တော့လေးနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့မသိနိုင်တဲ့အရာရှိတယ်အဲ့တော့မသိနိုင်တဲ့အရာရှိတဲ့အတွက်ဒီစိုးရိမ်ချက်ရှိလာဆိုဒီခီးတယ်တွေကစိုးရိမ်တာပေါ့အာလေးတစ်ခုဖြစ်ပြီးပေါက်မဲ့ပေါက်ကိုတော့မလားခုမဖြစ်တော့မလားဆိုတော့အတင်း emergency တကားကိုဖွင့်ခိုင်းတာပေါ့ဗျာအဲ့မှာအထင်းမှာရိုးရိုးဖြစ်တာပေါ့ဖွင့်ခိုင်းတော့ခီးအဲ့လေးချောင်းလိုက်ရဲ့ဟွာတွေကတော့ဒီဒီ cabin crew တွေကတော့အကုန်လုံးကတော့ အဲမဖွင့်ပြီပေါ့တို့ကတို့ရဲ့လက်ထုတ်လို့ရမဖွင့်ပြီပဲနဲ့တို့ဒီဒီ operation procedure တိုင်းတို့သွားတယ်တက်ဆင်ချင်းသွားတယ်ပေါ့တကယ်အရေးပေါ်လို့ကလည်းတို့ဖွင့်ပြီမှာဒါကဖွင့်ပြီတဲ့မလို့တဲ့ကြမလို့တို့ကမဖွင့်ပြီမဖွင့်ပြီနဲ့စီကံယူအားဆောင်ကြဆောင်တို့ထိန်းတယ်ဒါပေမဲ့လူတွေကတော့ပေါက်ကွဲတော့အာငါတို့အမေအထက်မှာလေးနေမှာပြိမိနေပြီဟိုညှို့နိုင်အောင်ရကုန်ပြီဟိုလိုဖြစ်ကုန်လို့အားအဲ့မှာလူတွေရဲ့တော့ကလေးပေါ့ဒါပေမဲ့အဲ့ဒီလူတွေတော့ကလေးကဒီနေ့ဆိုပြီးသွားပြီမနေ့ကညဖြစ်တာဒီနေ့ဆိုပြီးသွားတယ်တော့ကလေးပေါ့ဒါပေမဲ့တို့တွေကပြီးသွားပြီမပြီးသေးတာ online ပေါ့ online ပေါ့မပြီးသေးဘူး ဘာလို့ပြီးသေးလဲဆိုတော့ online ဝါခုနကဒီဘာလို့ဆိုတော့အကုန်ဒီအကုန်တက်ဆရာကြီးများပါတော့အကုန်ဒီအကုန်တက်ဆရာကြီးများကြတော့မှတ်ချက်တွေမျိုးစုံပေးတာပေါ့အာလင်းကတမင်ဝါပြတာဘလို့ပြတာဘလို့ပြတာခီးဆိုင်ရဲ့တော့ကမညာအာမျိုးစုံပါဗျာမျိုးစုံလေးချောင်းနဲ့ပတ်သက်ပြီးတော့လေရင်မှုထက်တော့ပိုသိနေတယ်လေချောင်းတိုင်းပုံမှာဝန်ဆောင်မှုလုပ်ပေးနေတဲ့ engineer တွေလေရင်မှုတွေလေရင်မဲတွေလေရင်ထီးတွေအဲ့ဒါတွေထက်တို့ကပိုပြီးသိနေတဲ့အတိုင်းပဲရေးနေတာရေးနေကြတာဆိုတော့ကျွန်တော်စဉ်းစားရတာအော်လို့တိုင်းပြည်မှာတို့ကြည့်ရတာ Facebook တစ်ခုရှိတာနဲ့တို့မို့ TikTok account တစ်ခုရှိတာနဲ့တို့ကအလုံးစုံသိတော်မူသောများဖြစ်သွားတာလားမသိဘူးနောက်များဆိုရင်လေမျက်စောပြချင်းနဲ့များဟိုပညာရာပြောင်းကြောင်းမလားမသိဘူးအဲ့ဒီပုံပေါ် ်နော်အဲ့ဒါဆိုဖျက်ရှင်းနေတော့ပညာရည်တော့ပြိုင်ကြအောင်ကတော့မသိဘူးကျွန်တော်အဲ့လိုထွင်းနေတယ်ဘာလို့လဲဆိုတော့ဒီလူတွေကတခုဆိုရင်တခုဆိုရင်သူကသူတို့တိသူတို့တက်ကြည့်မယ်ကျွန်တော်စဉ်းစားလို့မရဘူးနော်အဲ့တော့ထားပါတော့အဲ့တော့ရေးနေကြတယ်တကယ်တော့ကြတော့ကျွန်တော်နားလေတော့လေရင်နဲ့ပတ်သက်လို့ရှိရင်လေရင်မူရောတက်ဆိုင်ရာဒီလေရင်မေတွေချောချောချစ်စရာညီမလေးတွေရောနော်ဘယ်ရမချိုးထဲရလေရင်မေညီမလေးချစ်စရာချောချောညီမလေးတွေရောလေရင်မူရောအကုန်လုံးကသူတို့ရဲ့ procedure အတိုင်းသူတို့စနစ်ကြလုပ်သွားတယ်လို့ကျွန်တော်အကြမ်းနဲ့နားလေဘာလို့ဆိုတော့အဲ့လိုလုပ်သွားတဲ့အတွက်အခုအခီးတယ်140နေရာလုံးဘာအနေနဲ့မှမဖြစ်ဘူးလေအေးအေးဆေးဆေးပေါ်နိုင်ခဲ့တယ်ဒါဆိုရင်ရပြီ ပြီးတော့လောကလုံးလုံးလုံးလေးတွေနားလေတက်နီကယ်နားလေလို့တော်များကဒီလေးမှုနဲ့သူ့ရဲ့ခီးလေးမယ်ညီမလေးချောချောလေးတွေရဲ့အဲလောက်ရတာမှန်တယ်လို့တော်တော်များမြင်ကြတယ်ပညာရှင် level ကဲတွေ level မြင်ကြတယ်မှန်တယ်ဒီလိုလုပ်ရမယ်ဆိုတော့မှန်တယ်တို့လုံးလုံးလေးတွေကလည်းသွေးပူပြီးတော့ပူလို့ပူထူပြရာပြီးတော့လုပ်နေရမျိုးရှိပဲနဲ့စနစ်တကျတစ်ခုချင်းလုတ်သွားတယ်လူတွေခီးတယ်ရအိုးဖြစ်နေလေတို့ကစနစ်တကျလုတ်ဆက်ချောလုတ်သွားတယ်ဆိုတော့မျိုးတွေ့ရတယ်ဆိုတော့ဘာပြောကျွန်တော်တို့ဒီလေးနောက်လိုင်းကိစ္စမျိုးတွေကဟာဟိုပညာရှင်ဘိုင်းပြောမယ်ကိစ္စဖြစ်တယ်အများကြီးတရားမှတ်ချက်မပြီးဘူးတို့တော့ကျွန်တော်နားလေတော့ procedure တိုင်းလုတ်သွားတာတကယ်လုတ်ရမှန်တယ်လို့တော့ကျွန်တော် နားလေလိုက်တယ်ဒီလိုနားလေလိုက်ပါတယ်ဆိုတော့ခီးတယ်နေနေလည်းအခုဆိုစေးအေးသွားပြီတော့သူအေးစေးသူ့အိမ်လိုရောက်ပြီအေးစေးဖြစ်နေပြီဒါပေမဲ့ online မှာမပွဲစုံနေတဲ့အုပ်စုကြီးကတော့ခုချိန်ထိပွဲရဆုံးနေတော့ခုလိုဖြစ်တယ်ဒီလိုဖြစ်တယ်နဲ့တခါတည်းခုလိုလုပ်ပါလားဒီလိုလုပ်ပါလားနဲ့မသိရင်ညာတို့ကတို့လေးစီးတော့နွားလဲမောင်းနေမှထင်တယ်လားမသိဘူးခင်ဗျာပို့ဝင်နေပြောရင်နွားလဲမောင်းနေအောင်နွားလဲပေါ်နေကြိုးတက်ခုန်ကြပုံနေပြကြဖင်တော်ကြီးဖင်တော်ကြီးနဲ့ဖင်ဖင်ဘူးတော်တော်ကြီးပို့ကြတာတဲ့နော်လေးစီးမြင့်တက်ဆိုနော်လေးစင်းမြင့်တက်ဆိုတာရှိသေးတယ်ခင်ဗျာတော့မလုပ်နဲ့တခါကြရင်တချို့ဟာတွေကဟိုလွယ်တယ်လို့ထင်နေမရဘူးလေးဆိုတာခင်ဗျာထင်တာသူမဟုတ်ဘူးအဲဒါကြောင့်တခါကြရင်လည်းဟို ကိုကိုလည်းဟိုကတခါကြရလေလူသားတွေမှာတက်တယ်လို့မှတ်တယ်လို့လည်းရှောက်ပြောနေတာရှောက်ပြောနေကြတော့ online မှာရေးနေတာရှောက်ရေးနေကြတော့ဟိုပါဇက်ပါလို့လက်ရလို့ရေးတယ်ရေးကြပါဗျာဒါပေမဲ့လူတွေကိုအဲ့လိုနဲ့ဒီလူတွေရဲ့ဒီဘာခေါ်လဲဆိုတော့စဉ်းစားဆင်ခြင်တို့တွေကပြည့်ရင်းလောက်တည်းအထိရေးတာသားကြပြောတာဆိုရလောက်တည်းတော်တော်ဆိုးပါတယ်ကဘာပေါ်မှာလေးချောင်းပြန်တမ်းမှုနော်ကဘာပေါ်မှာဒီလိုခီးတယ်ပြန်တမ်းမှုပေါ့နော်ခီးတယ်တနေ့ရက်တည်းကဥတို့ဟိုသွားတယ်ခီးတယ်မှာ safe အဖြစ်ဆုံး safe အဖြစ်ဆုံးကလေးရင် safe အဖြစ်ဆုံးကလေးရင်ခေါက်ပြန်ကြည့်လိုက်လေးရင် safe ဖြစ်ဆုံးပဲမြန်မာပြည်ကသွားတဲ့လေးတွေဆိုတခါမှခင်ဗျခီးတဲ့တွေလေး error ဖြစ်လို့ဖြစ်လို့ဆိုတာခံကြဘူးမြန်မာလေးရင်မှာမြန်မာလေးရင်ကြောင့် ခီးရည်တည်ဆောင်းရတယ်လို့ကတခုမှမကြောက်ဘူးပြက်ကြည့်လိုက်မရှိဘူးမြန်မာနိုင်ငံပိုက်လို့ညံဘူးမညံဘူးကျွန်တော်နားလေတာပိုက်လို့ညံဘူးအဲ့တော့တခြားနိုင်ငံတွေကလည်းဒီမြန်မာနိုင်ငံရဲ့လေကြောင်းလိုင်းတမိုင်းကိုပြန်ကြည့်မယ်လေကြောင်းပြန်တမိုင်းတမိုင်းပြန်ကြည့်မယ်ဆိုလေကောင်းကောင်းကိုဆင်းသက်နိုင်ကြတာကြည့်ပဲခင်ဗျာဟိုကကျွန်တော်ကတိုးဆောင်ဆိုတိုးဆောင်နေမော်ရီနိုင်ပဲမုန်းတော်ပါလေတိုးဆောင်မုန်းတော်ပါလေလေလေကျွန်တော်တို့အဲ့တော့လည်းကျွန်တော်မှတ်မိတယ်အဲ့တော့လည်းအဲ့လိုဖြစ်ခဲ့ဒါပေမဲ့အဲ့ဒါလည်းဆိုးရဖြစ်ခဲ့ဒါတော့မှလည်းဘာမှမဖြစ်ဘဲနဲ့ကောင်းကောင်းကိုမော်ဆေးဖ်လန်နေလုပ်နေခဲ့တယ်ဆိုတော့ပြောချင်တာမြန်မာတွေရဲ့ဟိုကမညံစကီးမညံနော်ဒါကြောင့်ဒါကြရင် ဟိုရှောက်ပြီးတော့ဟိုပေါက်တက်ခရရရှောက် online မှာပြောချင်တာပြောရေးချင်တာရေးတာကြောင်းလင်းစီးတာတွေကိုကြောက်လန့်ပြောပြနေမှာဆိုတော့လင်းရစိတ်ချအောင်ပဲခြံလာကြတော့လင်းစိတ်ချအောင်ပဲနောက်ဟိုကကားကားကတော့လင်းနဲ့တစ်နှစ်ပတ်လုံးမှာတစ်နှစ်တွင်းမှာလင်း accident ဖြစ်လို့သေးတဲ့လူနဲ့ကား accident ဖြစ်လို့သေးတဲ့လူကကား accident ဖြစ်လို့လောပုံများတယ်အဲ့လိုကဘယ်ကမ်းစီရတော့လားမျက်တွေ့ကြည့်နော်အဲ့လိုပဲကားအစင်းဖြစ်နိုင်ချင်ရစပိန်စီးတဲ့လူရဲ့အစင်းဖြစ်နိုင်ချင်နဲ့ဆိုင်ကယ်စီးတဲ့အစင်းဖြစ်နိုင်ချင်ကားစီးတဲ့လူအစင်းဖြစ်နိုင်ချင်လမ်းလျှောက်တဲ့လူအစင်းဖြစ်နိုင်ချင်ခင်ဗျားတို့နိုင်ရှင်ကြည့်လိုက်ဘယ်ကအစင်းဖြစ်နိုင်ချင်အနည်းဆုံးလဲဆိုတာဖြေထုတ်ပြီးရတယ်ဒါကြောင့် ဟိုယထာစီရဲ့လူအဆောင်ပေါ့နော်ယထာဆိုလေအဆင်ရောက်ဖြစ်တာနည်းတယ်အဲ့ဒါမျိုးပေါ့တခါကြရင်တော့တိဖို့လိုတာပြောတာပါနော်ဒါလေးပါကျွန်တော်တို့ချက်ပြောတာပေါ့နော်ဆိုတော့အရင်စိုးရင်တော်မူမူရနေလို့ပဲပြောချင်တာဒါပါဆိုတော့နောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဒီနေ့ဒလကိစ္စလေးလေးကျွန်တော်ထည့်ပြောမယ်ဒလမှာပြီးခဲ့တဲ့တလောကခဏမှမိကြအောင်မယ်ဒလမှာမိန်းကလေးငယ်လေးတွေကိုရောင်းစားတဲ့ရောင်းစားဖို့တရုတ်ဝင်ရဖြစ်ရောင်းစားဖို့ကြိုးစားတဲ့ဇလန်လေးတခုခဏမှမိကြအောင်မယ်ယူစားတယ်အဲ့ဒီဖြစ်စဉ်လေးရဲ့နဲ့ပတ်သက်တယ်ပတ်သက်ပြီးတော့အခုသက်ဆိုင်ရာလူပုဂ္ဂိုလ်တွေဒီရောင်းစားဖို့လူကုန်ကူကိုကြိုးစားတဲ့လူတို့တွေပေါ့ဗျာ2013နှစ်စီနဲ့10နှစ်စီထောင်ချပလိုက်တယ် ဟိုတခါကျကျွန်တော်တို့ကဖြစ်စဉ်ဖြစ်ရတည်းဖြစ်သွားပြီးရဲတွေအေးမြူလားထောင်းချောက်လားဘာလို့လဲညာလို့လားပြောလို့ထောင်းချရအကြောင်းကိုကျွန်တော်ထည့်ပြောတာနော်တလမှာဖျားမမီရောက်မယ် TikTok မှာတက်လာတယ်ကော်မလေးချောချောလေးမိသားစုရုပ်ရွှေချောချောတန်လေးမိသားစုကိုဗီဒီယိုရိုက်ပြီးတရုတ်ကောင်တောင်းတဲ့သူတရုတ်စကားပြန်ကောင်းမလေးနေပေါ့ဗျာအမရှောက်ပြီးဗီဒီယိုရိုက်ဗီဒီယိုရိုက်ပြီး TikTok မှာတင်ပြီးတော့အားဒီကောင်လေးကလှားတယ်ချောတယ်အမိသားစုကဝင်ကြည့်လိုက်တာအကြီးမလားဒါငယ်မလားဒါပါမသိညာခင်ဗျာဒီကလေးမလေးတွေကဆယ်ကျော်တက်ကလေးတွေကိုခင်ဗျာလိုငစိမ့်တက်မှာ၅ဝယ်သလိုဝယ်နေတာအုံရွေးသလိုကုံစင်းရွေးသလိုရွေးနေတာရွေးပြီးအဲ့လိုဝယ်ကိုကျူးစားပြီးလုပ်တဲ့ကိစ္စအဲ့လိုလုပ်တော့အဲ့လိုလုပ်ကြတော့ကျွန်တော်တို့ကျွန်တော် why order ဒါအရှင်းမဲ့တရုတ်မင်းအဖြစ်ရောင်းစားဖို့ကျူးစားနေပြီဆိုတော့ဒီကျွန်တော် why order 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 ရရင်နောက်ဆုံးအခု တကယ်ဆက်လက်ဆက်လိုက်ကောဒီမိန်ကလေးညကိုဆက်ချောက်တဲ့မိန်ကလေးညအကြောင်းကိုမိန်ကလေးညကိုတဲ့အိမ်နိုင်ရောက်တေယုံမရလို့ကိုစီယုံလို့ဆိုပြီးတော့စီယုံနာအမှုပေါ်ပေါက်တဲ့အတွက်နော်တေယုံနိုင်ငံသားကိုအလုံးနဲ့ထောင်နဲ့73နှစ်စကပြန်လင်မယားကိုအလုံးနဲ့ထောင်နဲ့10နှစ်စီတော့အလုံးထောင်ချောက်လိုက်တယ် အပြီးရောအဲ့တော့ဒီအကောင်တွေကလည်းဒီလိုဖြစ်တဲ့အချိန်မှာထွက်ပြေးတယ်အဲ့ဒီဂျိုးနိုင်ငံသားထွက်ပြေးတယ် Mr. Law Face ဆိုတဲ့ပုဂ္ဂိုလ်သူကလေးစိတ်မှဖမ်းမိတာဖမ်းမိလို့သူ့ကိုတနေ့ခရိုင်တရားရုံးကနေရာဇဝတ်ကြီးအမှုအမှတ်20,000,000လူကုန်ကူတာစီနေနေဥပဒေပုံမှန်35,000,000 44အရာအလုံးနဲ့ထောင်နဲ့10နှစ်တော့တရားရုံးတရားသူကြီးကနေလုံးထောင်ပေါင်း73,000ထောင်ချတာအဲ့လိုပဲသူစကပြားဖြစ်ကြတယ်တလားမြို့နယ်ဘိုးရံပြက်ကွက်နေအောင်စုံဦးခေါ်ဟာမီဒူလာနဲ့ဇနီးတီတာအောင်လို့ကိုတနေ့ခရိုင်တရားရုံးကနေပြီးတော့ရာဇဝတ်ကြီးမှုအမှတ်20,000,000လူကုန်ကူတာစီနေနေဥပဒေ35,000,000 44အရာအလုံးနဲ့ထောင်နဲ့10နှစ်စီလိမ့်မယ်တော့10နှစ်အဲ့တော့အဲ့လိုတဲ့အတွက် ထောက်ချက်လိုက်ပြီဗျာပြောချင်တာအဲ့တော့ဒါမျိုးတွေကိုနောက်နောက်လုပ်လို့ရှိရင်ခင်ဗျားတို့မှတ်ထားဖို့လိုတာက1010နဲ့1015နဲ့အဲ့လိုကြာသွားနိုင်တယ်ဆိုတော့မှတ်သိချင်တာအဲ့တော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသူတွေအများကြီးအဲ့လိုမျိုးပြေုံရပြင်းရောင်းစားဖို့လွယ်ကူလို့ဖို့လို့ဆိုတာမြန်မာမြန်မာမျိုးသမီးတွေကရောင်းကုန်ဖို့ဗျာမြန်မာမျိုးသမီးတွေကရောင်းကုန်ဖို့ကျွန်တော်နားလေတော့မြန်မာမျိုးသမီးတွေကတမိုးထားရမယ် တံမိုးထားရမယ်ဟိုလူနန်းသားမျိုးတွေမှာပါတယ်မြန်မာမျိုးသမီးတွေကအဲ့ဒါကိုဂျောင်းကုန်ဖြစ်နေတံမိုးထားဂျောင်းကုန်ဖြစ်နေဈေးဖြတ်တာတော့ကျွန်တော်တော့လုံးဝမခံနိုင်ဘူးအဲ့တော့ပုံလင်ကဒါမျိုးလိုရမျိုးလုပ်ရင်ဘယ်ကောင်တို့လိုအဲ့ကောင်မျိုးထောင်းထဲထည့်ရမယ်အခုထောင်းထဲထည့်လိုက်တယ်ကျွန်တော်တို့ကဝန်သားအရလက်ခုတီးပါတယ်တောင်းထဲကိုထည့်ပြရမယ်ဖြစ်နိုင်ရင်ထောင်းကနေပြီးတော့ဟိုဘာခေါ်လဲဆိုလွတ်ငင်းချမ်းသာရအောင်ပါဖို့မသိဘူးဒါကျွန်တော်ပုံလင်ပြောတာအဲ့ဒါကိုများဟိုလူကြီးတွေကလွတ်ငင်းလွတ်ငင်းလွတ်ငင်းလက်မှတ်ထိုးဖို့တပြင်းပြင်းလုပ်နေသလားကျွန်တော်မသိဘူးပုံလင်ပြောတော့လွတ်ငင်းထဲမှာပါဖို့မသိဘူးဒါမျိုးကောင်ကြီးထည့်ထည့်ထားမှထောင်းထဲကိုဒီလိုပဲကျွန်တော်ပြောပြရစီနော်ဒါတစ်ခုပေါ့နောက်တစ်ခုကကျွန်တော်နောက်တစ်ခုကတော့ကျွန်တော်တို့ရခိုင်ဘက်ကိုလှည့်မယ်ရခိုင်ဘက်ကလှည့်မယ်ဆိုတော့ရခိုင်ဘက်ကချောင်းအချောင်းပေါ့ဘူး အာရခိုင်ဘက်မှာမျိုးသမီးလေးတယောက်တက်ခံရတယ်ကိုနဲ့သမီးလေးတယောက်တက်ခံရဖြစ်စဉ်ကျွန်တော်တော်တော်လေးယွန်ရှာဆက်စုပ်ပွဲလုပ်ရတဲ့ခုအရှင်းနဲ့မြင်ထားတဲ့ကိစ္စပါအဲ့ဒါပါလဲဆိုတော့ရခိုင်ပြည်နယ်နော်မင်းပြားမြို့နယ်ဖားပြူကြီးပါဖြစ်သွားတာဖြစ်သွားတာပေါ့နော်ဆိုတော့ရခိုင်ပြည်နယ်မင်းပြားမြို့နယ်ဖားပြူကြီးပါဘယ်သူတွေအုပ်ချုပ်တာလဲဆိုတော့အေအေတွေဦးစီးအုပ်ချုပ်နေတာနော်ပြောရရင်သူတို့ပဲစစ်အာဏာရှင်ကင်းစင်သွားပြီပေါ့ဗျာအေအေတွေအုပ်ချုပ်တော့တိုင်းပြည်ဒီမိုကရေစီရပြီလို့ပြည်သူလူထုတခါတည်းခေါင်းပြောင်းအေးပြီးတင်းနေအရင်သွားပြီပေါ့သူတို့ပြောဆိုနေတော့ဘယ်လဲဆိုတော့ဘင်္ဂလားဒေ့ရှ်ကတရင်စကားတစ်ခုထုတ်ပြန်လာတယ်အဲ့စကားကတော့ဂျင်နာရင်ပူစရာကောင်းတဲ့စကားပဲအဲ့ဒါကိုကျွန်တော်နားလည်မှာမဟုတ်ဘူး အေရကောင်လေးနားလည်မှာမဟုတ်ဘူးထွန်မြတ်နိုင်လို့အဆိုကနားလည်မှာမဟုတ်ဘူးထွန်မြတ်နိုင်ကြီးရခိုင်ပြည်နယ်ရတက်ဝက်လောက်ကိုဘင်္ဂလားဒေ့ရှ်ကိုရောင်းစားပြီးပြီလားတော့မသိဘူးထွန်မြတ်နိုင်ဆိုတဲ့လူကရခိုင်ပြည်နယ်တက်ဝက်လောက်ကိုဘင်္ဂလားဒေ့ရှ်ကိုရောင်းစားထားပြီးပြီလားလို့တော့မေးရဘူးဖြစ်နေပြီဘာဖြစ်လို့လဲကျွန်တော်ဒီလိုပြောလဲလို့မေးရင်ခင်ဗျာအခုဘင်္ဂလားဒေ့ရှ်ဘက်ကနော်မြို့သားလူတွေအချမ်းပေးပုဂ္ဂိုလ်ခါလီလာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကနော်ခါလီလာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကသူကဘင်္ဂလားဒေ့ရှ်မီဒီယာတွေနဲ့မနေ့ကသတင်းစာရှင်းတဲ့ပုံမှာပြောတယ်မနေ့ကသတင်းစာရှင်းတဲ့ပုံမှာဘင်္ဂလားနိုင်ငံကြီးကိုရေးအောင်ချစ်ပါတယ်သတင်းစာရှင်းတဲ့ပုံမှာမနေ့ကရှင်းတဲ့ပုံမှာသူကခါလီလာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကပြောတယ်ဘာပြောလဲဆိုတော့ ရခိုင်ပြည်နယ်မှာဖွဲ့စည်းမဲ့အစိုးရဖွဲ့မှာတဲ့နော်ရခိုင်ပြည်နယ်မှာဖွဲ့စည်းမဲ့အစိုးရဖွဲ့မှာဘင်္ဂလီတွေပါဝင်သွင်းရဖို့လိုအပ်တယ်အဲ့လိုမှမရရင် AA နဲ့80ဆွေးနွေးကိုခက်ခဲမယ်တဲ့ AA နဲ့80ဆွေးနွေးကိုခက်ခဲမယ်တဲ့ AA နဲ့ဒါမျိုးသူကပြောသွားတယ်နော်ပြောရင်တော့သူ့ရဲ့ပြောကြချက်ပြောမယ်နော်ကုလသမဂ္ဂကဒီစိုင်းနဲ့သူတို့အဓိကချက်ကိုသိပေးထားတယ်တဲ့ရခိုင်မှာဖွဲ့စည်းမဲ့အစိုးရတကယ်အဆင့်တိုင်းပါတဲ့အဆင့်တိုင်းတော့အပေါ်တော်ဟိုအဆင့်တိုင်းပါ အစိုးရတဲ့ဆိုင်မှာဘင်္ဂလီတွေတို့ရတို့ညာလို့တော့မယ်ဘင်္ဂလီတွေပါဝင်တာကိုကျွန်တော်တို့မြင်ကျင်ပါတယ်တဲ့ဒါကိုဆောင်ရွက်ဖို့ပြတ်ကွက်မယ်ဆိုရင်တော့ဒါလူမျိုးတက်ပြတ်မှုအထောက်အထားဖြစ်သွားလိမ့်မယ်တဲ့ဒီလိုလည်းမျိုးတို့ဘယ်တော့မှလက်မခံဘူးအဘိကုညာမဟုတ်ဘူးတဲ့ဒါတော့ဘယ်တော့ဟိုတို့အနေနဲ့မလိုက်နိုင်ဘူးဆိုရင်တော့ဆက်လက်ဆွေးနွေးဖို့အကြည့်ချက်ခက်ခဲရှိနိုင်တယ်နော်အဲ့တော့ဒါကလည်းအာရခတ်တတ်တော်အတွက်စာမေးပွဲပါတယ်တို့တို့ချက်ဖြတ်နိုင်တော့ကျွန်တော်စောင့်ကြည့်နေပါတယ်နော်ကျွန်တော်ဆိုတာကတော့ဒီဘင်္ဂလီတွေကရခိုင်ပြည်နယ်ရဲ့ AA ကရခိုင်ပြည်နယ်အစိုးရဖွဲ့ဖွဲ့ AA အစိုးရဖွဲ့ဖွဲ့မယ် AA အဖွဲ့ထဲမှာအဆင့်တိုင်းမှာတို့ရဲ့ဘဟုအဆင့်ရက်ကြီးမြို့ဝါအဆင့်ခရိုင်အဆင့်ခရိုင်အဆင့်မြို့ဝါမြို့နယ်အဆင့်ကြီးဝါအဆင့်တွေမှာအဆင့်တိုင်းမှာဘင်္ဂလီတွေပါမှာနော် အဲ့လောက်ထိအဲ့ဒါပါပါပါမယ်လို့သူကမဖြစ်မနေတော့ဆိုတာမပါဘူးဆိုရင်တော့ A နဲ့သူတို့ဆွေးနွေးကြတာပုံစံမျိုးအဆင်မပြေနိုင်ဘူးပါညာ A ကိုသူတို့ဖိအားပေးတယ်ဒါအခုလက်တစ်ပါးကနေငါတို့ပြောထားတာတစ်ဆင့်ဆိုတော့ဘင်္ဂမတိကရဲ့ရိမတ်ကြီးကကြီးလုံးတယ်ရခိုင်ပြည်နယ်ကိုဘင်္ဂလီပြည်နယ်ဖြစ်ဖို့ပထမတစ်ဆင့်ခြေလမ်းစာလှမ်းနေလို့ခေါ်တယ်ပထမတစ်ဆင့်တော့မဟုတ်တော့ဘူးဒါကျွန်တော်ပြောချင်တာသူတို့ရဲ့ခြေလမ်းသုံးလမ်းတော့လှမ်းပြီးတော့ယူစားတယ်ပထမလမ်းမို့လို့သုံးလမ်းမြောက်တော့လှမ်းပြီးတော့ယူစားတယ်ဘာလို့လဲဆိုတော့ပထမတစ်ဆင့်ဆိုတာကရှေ့မှာလုတ်ခဲ့တာအများကြီးပဲ ဒုတိယဆင်တတိယဆင်တတိယဆင်တွေရခိုင်ပြည်နယ်အေအေရဲ့ရခိုင်ပြည်နယ်အေအေအစိုးရဖွဲ့အဲ့ဒီထက်မှာဘေးလီတွေကအစိုးရဖွဲ့ဝင်ကြီးတွေနော်အစိုးရဖွဲ့လွတ်တော်အမတ်တွေအစိုးရဖွဲ့ဝင်ကြီးတွေဆိုအစိုးရဖွဲ့အုပ်ချုပ်ရေးမှုတွေအစိုးရဖွဲ့အာရဲမှုတွေဘာမှညာမှုတွေရာထူးကြီးကြီးတွေကိုကောင်းမှာဘင်္ဂလီတွေကအုံနေချင်းနဲ့ဝင်ယူမယ်ဒီလိုဝင်ယူပြီးရေတော့ဘာဖြစ်လဲဆိုတော့ရှင်းရှင်းပြောရင်တော့ဝင်ယူပြီးတော့သူတို့ပထမရီမန့်ချက်ခေါင်းဝင်ထားတဲ့ခဏရီမန့်ချက်ခေါင်းမြင်သွားပြီခေါင်းဝင်သွားပြီဆိုရင်တော့ခင်ဗျားတို့တခြားလို sorry ခေါင်းဆိုင်ဆိုရင်ကိုးဆန့်သွားပြီပေါ့နော်ဆိုတော့နော်အဓိကအဲ့ဒါပဲနော်ဆိုတော့အဲ့ဒါပဲခေါင်းဝင်ကိုးဆန့်အဲ့တော့တကူသူတို့ရဲ့ခေါင်းလေးတိုးဝင်လာတဲ့ကိစ္စကတော့စပြီလို့ပြောချင်တယ်အဲ့ဒါကိုဘင်္ဂလားဒေ့ရှ်က စနေပြီဘင်္ဂလီကအဲ့လိုစနေပြီဆိုတဲ့အချိန်မှာ AA ကအေးကအဲ့ဒါကိုမသိဘူးမသိကြအောင်ဆောင်နေမယ်ထွန်မြန်နိုင်ကဒီကိစ္စတွေပတ်သက်လို့ဘာမှမလုပ်နိုင်ဘူးဆိုရင်တော့ထွန်မြန်နိုင်ကိုယ်တိုင်ပေးရင်ပြည်ခိုင်ပြည်နယ်ရဲ့အစိပ်ပိုင်းတချို့ကိုဘင်္ဂလားဒေ့ရှ်လက်ထက်ကိုရောင်းစားထားပြီးပြီလို့ကောက်ချက်ချရမှာဖြစ်တယ်ဆွဆွကိုဆွဆွရမှာဖြစ်လာပြီเนาะဒါပို့လို့ပြောတော့ကျွန်တော်တို့အဲ့ဒီပဲဆွဆွထားပါတယ်နောက်တစ်ခုကဒီနောက်တစ်ခုကအဲ့ဒီအဲ့ဒီခင်ကခါလီရာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကပဲနောက်တစ်မျိုးနောက်တစ်မျိုးထပ်ပြောတယ်ဒါအေးကကပြောတဲ့စကားပြီးမြန်မာဆွရကသူကလက်ပြောတယ်နတ်ဆာကအဆွရကတဲ့เนาะနတ်ဆာကအဆွရကเนาะသူတို့ကိုတဲ့နတ်ဆာကအဆွရသူတို့ကိုအဲ ဟိုကန့်ကွက်မှုတွေလုပ်ခဲ့တယ်တဲ့နော်။နောက်ထပ်ဆိုတော့သူတို့ကန့်ကွက်မှုတွေလုပ်ခဲ့တယ်တဲ့။ဘာကန့်ကွက်တာလဲဆိုတော့ခင်ဗျားတို့ကျွန်တော်ပွန့်လေးပြောရင်ဘာကန့်ကွက်တာလဲဆိုတော့ပြီးခဲ့တဲ့ကာလတစ်လျှောက်တုန်းကဘင်္ဂလားဒေ့ရှ်ကအေအေနဲ့တွားပြီးတော့ဆက်သွယ်စကားပြောတာလေးလုပ်တယ်။ဆက်သွယ်စကားပဲလုပ်တယ်။လူလဲတာလေးလုပ်တယ်။သူတို့လူဖမ်းထားတဲ့အေအေကသူတို့လူဖမ်းထားတာကိုလည်းပြန်ခေါ်တာလေးလုပ်တယ်။အဲပြန်ခေါ်လို့တယ်အဲ့လိုပဲသူတို့ဘက်ကအေအေနဲ့ဆက်သွယ်စကားပြောတာလေးလုပ်တယ်။ဆိုတော့အဲ့ဒါကြောင့်အဲ့လိုလုပ်တဲ့အတွက်ပွန့်လေးပြောရင်နောက်ထပ်ကဆိုတာကန့်ကွက်တာလေ။ပြောရင်ဘင်္ဂလားဒေ့ရှ်ကအေအေနဲ့ဆက်သွယ်ဆက်ဆံတယ်။ပြောရင်တော့မြန်မာစိုးရပုံကန်တော်လန်နေတဲ့အဖွဲ့အစည်းနဲ့ဘင်္ဂလားဒေ့ရှ်ကဆက်ဆံတယ်။နေဆက်မှာနေဆက်မြစ်တစ်ချောင်းမှာဆက်ဆံလာတဲ့အတွက် မြန်မာဆိုကကန့်ကွက်ခဲ့တယ်တဲ့ဒီလိုကန့်ကွက်တဲ့အတွက်သူတို့ကဘာပြောလဲဆိုတော့သူတို့ကန့်ကွက်တာကန့်ကွက်တာပေါ့ဗျာပြောရရင်တော့ကန့်ကွက်တယ်ပေါ့ကန့်ကွက်တယ်ဘာပြောလဲဆိုတော့သူကအဲ့ခါလီရာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကဘင်္ဂလားဒေ့ရှ်ဟာတဲ့အထုတ်ချပိုင်နိုင်ငံဖြစ်တယ်တဲ့ကျွန်တော်တို့စကားပြောကိုရွေးချယ်ထားသူဘသူနဲ့မဆိုပြောဆိုဆက်သွားမယ်တဲ့ဘသူတွေနဲ့ဘာပြောပြောအရေးမကြီးဘူးလေအဲ့တော့ချင်းချင်းလေးနောက်တစ်ချက်ထည့်ပြရမှာတဲ့ကျွန်တော်တို့နိုင်ငံရဲ့နေဆက်တစ်ဖက်တစ်ချမ်းကအေရိယာကိုတဲ့အားရခတာတော့ထိကျထားဖြစ်ပါတယ်တဲ့ကျွန်တော်တို့အနေနဲ့တော့ကိုယ်နယ်စပ်တစ်လျှောက်ကိုစီမံခန့်ခွဲပြီးတော့အကွယ်ပေးပြီးတော့အေးချမ်းဖို့လိုတယ်တဲ့နယ်စပ်တစ်ဖက်မှာဘယ်သူပဲရှိနေရှိနေသူတို့နဲ့ထိတိဆက်ဆံသွားမှာပါတဲ့နော်ဆိုတော့ပြောချင်တာကချင်းချင်းလေးပဲ ရခိုင်ပြည်နယ်ရဲ့လက်ရှိချုပ်ချာအနောက်ကင်ထားတာက AA ဖြစ်တယ်ငါတို့ AA ရဲ့ဆက်ဆံတယ်မင်းတို့ကလည်းနတ်ဆက်ကမကလို့နတ်ဆက်ကဘိုးရီလာပြီးလည်းခင်းစားတယ်ငါတို့ကငါတို့ချုပ်ချာအနောက်ငါတို့အကျိုးစီးပွားတွေငါတို့ပတ်သက်ချင်လို့ငါတို့ပတ်သက်တယ်ငါတို့ပတ်သက်ဖို့လိုတဲ့သူပတ်သက်တယ်မင်းတို့ငါတို့စကားလာမပြောနဲ့ဆိုတော့ပြောပဲဆိုတော့နတ်ဆက်ကကန့်ကွက်တာလည်းခင်းစားကြည့်တဲ့ပုံပဲဆိုတော့နတ်ဆက်ကကိုအဲ့ဒီသတင်းစကားပြလိုက်တယ်နတ်ဆက်ကတော့ဘာမှပြောနိုင်မှာမပေါ်ဘူးဆိုတော့တနည်းအားဖြင့်ပြောရရင်တော့ရခိုင်ပြည်နယ်ရဲ့ချုပ်ချာအနောက်ကို AA ကထိချုပ်ထားတဲ့အတွက်ဘင်္ဂလားဒေ့ရှ်က AA နဲ့လည်းစကားပြောပါတယ်ဟာစကားပြောပါတယ်ဆိုတော့နိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာအကြောင်းပြောကြကြီးဆိုရင်တော့ဘင်္ဂလားဒေ့ရှ်မှာနိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာမရှိဘူး နိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာစင်တာမျိုးတို့ကမရှိပါဘူးဆိုတော့နိုင်ငံတကာနိုင်ငံကအခြားနိုင်ငံတကာနိုင်ငံအစိုးရနဲ့ကစကားပြောမှလာဖြစ်တယ်။အဲ့ဒီအစိုးရကပုံကံနဲ့တဘုံနဲ့သွားစကားပြောပြီးဆိုရင်အဲ့ဒါတဘုံအားပေးအစိုးရလာဖြစ်တယ်။အဲ့တော့တဘုံအားပေးအစိုးရဖြစ်နေဘင်္ဂလားဒေ့ကကိုကိုကိုနာမည်တက်ခံနေရလားမေးရလို့ဖြစ်လာတယ်။ဆိုတော့နောက်တစ်ချက်ကမြန်မာအစိုးရကလည်းမြန်မြန်ဆန်ပြန်လုပ်ရမယ့်အခြေအနေကိုရှိတယ်။ဒီရခိုင်ပြည်နယ်ကနေမြေတွေကိုအေးလက်ထက်မှာပဲတတလုံးထားမှလား။အဲ့ဒါဆိုရင်တော့ရခိုင်ပြည်နယ်ကဘင်္ဂလားဒေ့လက်ထက်ပိတ်လိုက်ဖို့ဆိုပြင်ထားပြီ။ဒါပဲရှိတယ်ကျွန်တော်တို့က။အဲ့တော့ကျွန်တော်တို့ကစောင့်လို့ကြည့်မယ်။ဒီဘင်္ဂလားဒေ့ရှ်ကသတင်းစကားကြီးကလည်းမြန်မာအစိုးရနောက်ဆက်ကဘုံမှာ ဟိုလူအဲ့ရသက်ကပြောရင်တော့မင်းတို့နတ်သက်ကငါတို့စောက်ပြီးမစားဘူးပါဆိုတယ်ဘုံပြောလိုက်တော့လေဒါပဲအဲ့ဒါတော့ကျွန်တော်တို့တော့မြန်မာနိုင်ငံသားကြောင့်လည်းနားတယ်ပေါ့ဗျာဒါရှင်နာဖို့ကောင်နားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဟိုမြန်မာပြည်နေနဲ့လေငါဘာကြံလုပ်ဖို့လိုရတာပါဆိုတော့အိန္ဒိချင်းနိုင်ငံတွေရဲ့အားလုံးရှိမှာတပုံတွေရှိရင်အဲ့တပုံတွေကိုမြန်မာပြည်ကထောက်ပံ့နေဆိုတော့အကုန်လိုက်ထောက်ပံ့ပြရမှာအဲ့လိုလုပ်ပြရမှာပုံဖြစ်တာဟုတ်တယ်တို့တော်မယူတိုင်းကိုယ်လည်းရိုင်းရင်ချင်းဖို့ကြောင့်မရှိတော့နော်တို့တော်မယူတိုင်းကိုယ်ရင်ချင်းဖို့မရှိတော့အဲ့တော့တို့တော်မှမကောင်းတာကိုတော်ကမှပဲကောင်းဖို့လိုရတာလားမင်းကောင်းနေတာလည်းကောင်းပါဘူးဗျာအခုကဒီကောင်တွေကကြတော့မရတော့ဟိုအိန္ဒိချင်းကောင်းဆိုတော့ဗီဇာတို့မှမရှိတော့နောက်တစ်ခုက မိတ်ဆွေကောင်အင်ဒီချင်းကောင်ပြီးတော့ဒီအစိုးရတရားကြီးဂုံသိက္ခာဆိုတာမျိုးသူတို့မှမရှိဘူးမရှိဘဲနဲ့ဆက်ဆံခြင်းနဲ့သူတို့ဆက်ဆံတဲ့အထိဖြစ်လာရဆိုတာဒါကကျွန်တော်လက်ခံလို့ရတယ်မဟုတ်ဘူးအဲ့တော့နားသားကတော့ဘာပြောမလဲမသိဘူးကျွန်တော်ဆောင်ချင်မယ်ဘင်္ဂလားဒေ့ရဲ့စကားကတော့ရှင်းတယ်အေအေကိုလည်းတော့ပြောရှင်းလေးအစင်တိုင်းအစင်တိုင်းမင်းတို့ရဲ့အုပ်ချုပ်ရန်ရန်ဆန်တဲ့ဆန်တဲ့မှာဘင်္ဂလီလီကိုထည့်ပေးရမယ်မထည့်ဘူးနော်မင်းတို့နဲ့ငါတို့လည်းဆင်မပြေနိုင်ဘူးအဲနားသားဆိုတော့လေမင်းတို့ကမင်းတို့ကြိုက်တာပြောငါတို့လည်းငါတို့ပတ်သက်ခြင်းတွေပတ်သက်မယ်ငါတို့အချိုးစည်းပွားနဲ့ပတ်သက်ရင်ငါတို့ပတ်သက်ခြင်းတွေပတ်သက်မယ်အချုပ်ကြာနာငါတို့နယ်စပ်ကအချုပ်ကြာနာပိုင်လေးဖွဲ့စည်းနေငါတို့စကားပြောလေမင်းတို့လည်းငါကြည့်ချက်ကြောင်မရှိဘူးဆိုတော့ပုံပြမှာဆိုတော့ပြောတယ်ဘယ်လောက်ရှင်းတာပေါ့ကောင်းလား အဲ့ဒါလေးကိုတော့ပြည်သူလူထုသိဖို့လိုတယ်ဒါပေမဲ့လည်းတိတ်တာတိတာဗျတိတာတိတာတိုက်ပြီးကိုမချစ်ကြတဲ့ခါကျတော့တိုက်ပြီးနစ်နာလို့နစ်နာနေမှမသိတော့တိုက်ပြီးကပို့ပြီးတော့နော်နေတဲ့ကိုတောက်ထုတ်ထုတ်ဆင်းနေရတဲ့ဘောပဲအဲ့တော့စိတ်မကောင်းစွာဖြစ်မယ်ကျွန်တော်တို့တိုက်ပြီးတော့စင်ကောင်းစွာဖြစ်မယ်ကိုအနာဂတ်ကိုကျွန်တော်ဆောင်ကြည့်ကြပါစို့လို့ပြောရင်းနဲ့ဒီနေ့တော့တလပါပဲအားလုံးပဲကိုင်းသားသိရှိပါတိုက်ပြီးတော့စေနာမထားပါသက်ဆိုင်ရှိပါကိုနိုင်ငံသားချင်းချင်းအပြန်လန်တက်ဖြတ်နေကြတာကိုလက်ခုလောကတီမီပြောနေတဲ့လူမိုက်ပြန်ကလူသားဂျမ်းဖိုင်အားပေးတယ်မှာခမားဖြစ်နေသလားဆိုတော့ပြန်လေးမေးဖို့ထပ်ပါလို့ပြောရင်းနဲ့ကိုနိုင် Thank you